မင်္ဂလာပါရှင်ဧပြီလ20ရက်တနင်္ဂနွေနေ့အတွက်ရွှေငုံရဲ့လှုပ်လှုပ်ရှားရှားရုံသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့တကြံကာလနောက်ပိုင်း73စီစီကျဆင်းတဲ့သတင်းဖြစ်ပါတယ်တကြံကာလနောက်ပိုင်း73စီစီထိုးချလာကြောင်း73စီတင်သွင်းသူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါတယ် တကြံကာလနောက်ပိုင်း73ဒီဇေတုံများမှာ92တက်လီတာလင်1940ကျက်95တက်လီတာလင်2800ကျက်ရိုးရိုးဒီဇယ်တက်လီတာလင်2390ကျက် ပရီမီယံဒီဇယ်တက်လီတာ1960ကျက်ဖြစ်ကြောင်းသိရပါတယ်တကြံမတိုင်းမီက73ဒီဇေတုံများမှာ92တက်လီတာလင်3050ကျက်95တက်လီတာလင်3130ကျက်ရိုးရိုးဒီဇယ်တက်လီတာလင်2590ကျက်ပရီမီယံဒီဇယ်တက်လီတာလင်3200ကျက်တို့ဖြစ်ကြောင်းသိရပါတယ် ၎င်းကြောင့်92နဲ့95ဆက်သုံးစီများမှာတလီတာ330ကျပ်ပရီမီယံဒီဇယ်တလီတာ240ကျပ်ရိုးရိုးဒီဇယ်တလီတာ200ကျပ်အထိကျဆင်းလာကြောင်းသိရှိရပါတယ်ရှင်။